တော့ကျွန်တော်တို့ကဒီအာဂမကိုတော့ကျွန်တော်တို့ကစန့်ကျင်ရမယ်ဒီအာဂမကိုတော့တွန်းလှန်ရမယ်ဒီလိုအာဂမကိုတွန်းလှန်ဖို့လို့တော့မိမိတို့လုပ်နိုင်တဲ့အရာကိုလုပ်ကြဖို့တော့လိုတယ်အဲ့တော့ပြည်သူဆိုတဲ့လူတန်းစားအစဓမ္မဘတ်တော်သားများနဲ့အာဓမ္မဘတ်တော်သားများဒါသည်အနည်းနဲ့အစိမ့်နဲ့တိုက်ပွဲမဟုတ်ဘူးဒါသည်ဓမ္မနဲ့အာဓမ္မနဲ့တိုက်ပွဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာလာရှင်စနစ်ကြာရှုံးရမည်အရောက်ချင်းစီတိုင်းကသာကိုတော်ဝင်ကိုယူပြီးတော့ကိုအားလုံးအားလုံးအားလုံးကနေပြီးတော့ မိမိနိုင်တဲ့လောက်ကိုပါဝင်ကြမယ်ဆိုရင်ငွေအားနဲ့ပါမယ်စိတ်ဓာတ်အားနဲ့ပါမယ်လက်နက်အားနဲ့ပါမယ်တရင်ထောက်လိုက်ရင်အားနဲ့ပါမယ်နောက်ပြောက်ကြားနီးစနစ်နဲ့ပါမယ်ဘလုံးနီးနဲ့ပပပါလို့ရတဲ့နီးနဲ့အကုန်လုံးကဝိုင်းပြီးတော့ပါကြမယ်လုတ်ကြမယ်ဆိုရင်ကျွန်တော်တို့လိုရာပန်းနိုင်ကိုပို့ပြီးတော့မြ мян ရောက်တာပေါ့စောစောရောက်တာပေါ့အင်အားအလုံးကြီးနဲ့ရောက်တာပေါ့ တော့သေးကြတာတခုကကျွန်တော်တို့ညနေ PDF တွေ LDF တွေ UGD တွေအမွန်မြတ်သုံးတော့ပရဟိတကိုလုပ်နေတာပရဟိတဆိုတာဘာလဲအများအကျိုးအတွက်ကိုကျိုးကိုစွန့်လို့ရလုတ်ချင်းမိမိရဲ့အသက်ကိုတော့မှပေးလူပြီးတော့ဒီလက်ရှိဒုက္ခရောက်နေတဲ့ပြည်သူတွေနဲ့အနာဂတ်ပြည်သူတွေရဲ့ဘဝလွတ်မြောက်ရေးအတွက်ကောင်းစားရေးအတွက်ပေးအပ်နေတဲ့ PDF တွေ LDF တွေ UGD တွေလောက်မွန်မြတ်တဲ့ဟာမရှိဘူး တို့တို့ကကျွန်တော်တို့ရဲ့အာဇာနည်တွေတို့တို့ကကျွန်တော်တို့ရဲ့သူရဲကောင်းတွေတို့တို့ကကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေဒါကြောင့်မလို့တို့တွေရဲ့အတွက်ကိုလိုအပ်နေတဲ့ကြီကာဖြစ်ဖြစ်နော်ကျွန်တော်တို့ဘလို့ကမ်ပိန်းမျိုးပဲဖြစ်ဖြစ် BNR လား BBL လားနော်ဂျပန်နဲ့လားဗမာတက်ဒေါ်လားစင်လာလား CDF လားနော် KMPP လား KNU လား KTLA လား ကျွန်တော်တို့အကောလုံး DNA လေးလား GI လားအကောလုံးအကုန်လုံးကိုကျွန်တော်တို့ပြည်သူအယောက်ချင်းစီတိုင်းကမိမိရဲ့ခွန်အားရှိသလားညံအားရှိသလားဝိုင်းပြီးတော့ထောက်ပံ့ပေးရမှာပါဝိုင်းပြီးတော့ support လုပ်ရမှာပါဒါကိုကျွန်တော်အနေနဲ့တင်ပြခြင်းလေအဲ့တော့ကျွန်တော်တို့အောင်မြင်သွားတဲ့ဒေါ်လာရေးတွေဒေါ်လာရေးတွေဒေါ်လာရေးတွေကျွန်တော်တို့ကြီးလိုက်မယ်ဆိုရင်เนาะ လက်နက်ကင်တော်လန်ရင်းနဲ့ပီတုတော်လန်ရင်းအဲ့ဒီပီတုတော်လန်ရင်းဆိုတာမှပီတုပြောက်ကြားတော်လန်ရင်းကိုပေါင်းဆက်နိုင်တဲ့အဆင့်တီကိုသွားနိုင်တဲ့အချိန်ပဲအောင်မြင်ခဲ့ကြတယ်ဒီရန်တော်လန်ရင်းကြည့်မလားဂျူဘာတော်လန်ရင်းကြည့်မလားတရုတ်တော်လန်ရင်းကြည့်မလားပြန်ပြီးတော့လေ့လာကြည့်လိုက်မယ်ဆိုလို့ရှိရင် မြို့ပြပြည်သူတွေအပါဝင်ပြည်သူတော်လည်ရေးကြီးတွေကိုသူတို့စင်နှိုင်းနေခဲ့နိုင်ခဲ့ကြတယ်။ကျေးလက်ကိုအချွေပြုတ်ကျေးလက်ကနေပြီးတော့တစစ်စစ်စိတ်ဝင်အချွေပြုတ်အဲ့ဒီကနေပြီးတော့တစင်တစင်ကျေးလက်ကနေပြီးတော့မြို့ပြဆက်ကနေပြီးတော့မြို့ပြတဲ့အထိကိုစိတ်ဝင်ပြီးတော့နောက်ဆုံးအာနာရှင်တွေကိုမောင်းချနိုင်ခဲ့ကြတဲ့အောင်မြင်မှုတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့မြမဒီနေ့ຫນွေဦးတော်လည်ရေးကြီးမှာ အဲ့လိုမျိုးအစ်စ်နေအထီးကိုကျွန်တော်တို့သွားနိုင်မှုစ조사ကြရံပါပါအဲ့ဒါကြမလို့เนาะဒီတော်လဲရေးကြီးကเนาะပြည်သူဆိုတဲ့လူတန်းစားတီးတန့်ဆိုတာကျွန်တော်မရှိပါဘူးသူ့လူလားငါလူလားနှမျိုးပဲရှိပါတယ်ဒီတော်လဲရေးကြီးမှာဂျားနေဆိုတာမရှိပါဘူးဒီတော်လဲရေးကြီးမှာခြံစည်းရခွားတိုင်းဆိုတာမရှိရပါဘူးဒီလိုမျိုးရှိနေတဲ့၍ကျွန်တော်ကျမတို့ကတော့အဖြူတယ်လေးပါ အခြေတယ်လေးပါအယောင်သွေးမရှိပါဘူးအဖြူလည်းမဟုတ်ဘူးအစိမ့်လည်းမဟုတ်ဘူးအနီလည်းမဟုတ်ဘူးဆိုတော့ဟာမျိုးရှိနေသေးဒီတော်လည်းရဲ့ကြီးအောင်မြင်ဖို့ကပင်မအောင်ပါပါချိန်ကြပါပါကျွန်တော်ဒီနေ့မနေ့စိမ့်လောလောဆယ်ကဓမ္မနဲ့အာဓမ္မနှစ်မျိုးပဲရှိမယ်ဟုတ်ပြီဓမ္မဘာမှမပါရင်အာဓမ္မသမားလားဘာကြောင့်လဲအာဓမ္မတရားကိုဖြစ်နေတာကိုမပြောဘူးဆိုလို့ရှိရင် ဒီအာဂမကိုကျွန်တော်တို့ကသဘောတူတူလို့ဖြစ်နေလို့ဖြစ်မှာပေါ့အဲ့တော့ကျွန်တော်တို့ကဒီအာဂမကိုတော့ကျွန်တော်တို့ကစန့်ကျင်ရမယ်ဒီအာဂမကိုတော့တွန်းလှန်ရမယ်ဒီလိုအာဂမကိုတွန်းလှန်ဖို့လို့တော့မိမိတို့လုံနိုင်တဲ့အရာကိုလုပ်ကြဖို့တော့လိုတယ်အဲ့တော့ပြည်သူဆိုတဲ့လူတန်းစားအစဓမ္မဘတ်တော်သားများနဲ့အာဂမဘတ်တော်သားများဒါသည်အနည်းနဲ့အစိမ့်နဲ့တိုက်ပွဲမဟုတ်ဘူးဒါသည်ဓမ္မနဲ့အာဂမနဲ့တိုက်ပွဲအဲ့တော့ဓမ္မကနိုင်ကိုနိုင်မရမှာ ဒါကိုကျွန်တော်တင်ပြချင်တယ်ဒီကုန်းချုပ်အနေနဲ့เนาะစစ်ကောင်စီရဲ့မဟာဗျူဟာအရေးပါတဲ့เนาะကျွန်တော်တို့ကပ်ပါစတွေကိုဖြောက်နိုင်ဖို့သိအရေးကြီးပါတယ်တရင်ကောင်းနေအနေနဲ့ကျွန်တော်ဒီနေ့သတင်းဌာနတစ်ခုကတင်တာလဲတွေ့လိုက်တယ်တိုက်ကြီးကကပ်ပါစ7เนาะအနွားခံရတယ်ဆိုတဲ့သတင်းဒါပြင်ကိုကျွန်တော်တို့ကြားထားတဲ့သတင်းအရเนาะ ဗမာအာမီနော်ဗမာအာမီဆိုတာကပြီးခဲ့တဲ့နော်ကျွန်တော်တို့ဒီနွေဦးတော်လေး sorry 2025နှစ်စမ်းမှာတရေတွေကြောက်ပြန်ပြီးတော့လူမြင်ကွင်းတဲကိုပေါ်လာခဲ့တဲ့ဗမာအာမီနော်အရာကကပတ်စဆက်ယုံတွေကိုနှွာထားတာကိုရှိတယ်လို့ကျွန်တော်တို့တရင်ကြားထားပါတယ်သိထားပါတယ်အချိန်တိုင်းဗမာအာမီကတရားဝင်သူတို့တရေထုတ်ပြန်ပါလိမ့်မယ်ကျွန်တော်တို့ကြားတဲ့တရင်ရကပတ်စ21ကနေ25အထိ လက်ရှိအချိန်မှာထုတ်လုပ်ရေးတွေအကုန်လုံးရက်ဆိုင်သွားအောင်เนาะဗမာအာဘီလို့ခေါ်တဲ့ BA ကเนาะဗမာတက်တော်ကနှွာထားနိုင်နေဆိုတဲ့သတင်းကိုကျွန်တော်ပြည်သူတွေကိုပေးပါတယ်ဒါသည်ကျွန်တော်တို့တော်လည်းရေးအတွက်ခွန်အားပါယနေ့အချိန်မှာကျွန်တော်တို့တွေအကုန်လုံးကတော်လည်းရေးကလင်းနေကြော်ကြလာတဲ့အချိန်မှာတခါတခါကြားလို့ရှိရင်တော်လည်းရေးကိုဤသွားပြီးတော့ကိုယ့်အချစ်ချစ်လက်ညှိုးထိုးလာတာတွေများတာတွေဖြစ်လာတတ်ပါ ဲ့တော့ကျွန်တော်တို့ယနေ့ချိန်မှာကျွန်တော်ပြန်ပြီးတော့တိုက်တွန်းလို့ဆိုဂျင်နာကကိုယ့်အချင်းချင်းလက်ညှိုးထိုးတာတွေအစားရန်သူဆိုရင်ထိုးတော့ကိုယ့်ထဲမှာကိုယ့်ဘက်သားရောင်စောင့်ပြီးတော့လုပ်တယ်ဆိုရင်တော့ထိုးတော့ကျွန်တော်အားပေးတယ်ဘာကြောင့်လဲဆိုတော့တို့ကဒီဓမ္မဘတ်တော်သားအယောင်ဆောင်တဲ့ကောင်အာဓမ္မသားကတော့အာဓမ္မသားပဲအေးမဟုတ်ဘူးတကယ်ကိုဓမ္မဘက်ကိုလုံနေတာလဲမှန်တယ်ရန်သူကိုလည်းဖြောင်းနေတယ်ဆိုရင်တော့ကျွန်တော်တို့တွေကိုယ့်အချင်းချင်းလက်ညှိုးထိုးတာတွေကို ပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်အဲ့ဓာတွေကအင်အားတွေပြုံးပြီးစေတယ်ပွတ်တိုက်မှုတွေဖြစ်စေတယ်အဲ့ဒီအစားပြည်သူတွေလည်းစိုက်တတ်ကြစေတယ်အဲ့ဒီအစားကျွန်တော်တွေနော်တူညီတာတွေကပေါင်းလို့မတူညီတာတွေကိုယ့်ဘက်ကိုခွဲလို့ပြီးတော့ဘုံရန်သူကိုဥတီချက်ညီညီနဲ့ကျွန်တော်တို့တိုက်ပွဲဝင်နိုင်ဖို့သိအရေးကြီးတယ်နော်သိအရေးကြီးအဲ့တော့ယနေ့အချိန်မှာနှွေးဥတော်လိုက်အရေးကြီးမှာပါဝင်နေတကယ်ကို နော်ကော့ဘတ်တော်သားတွေဓမ္မဘတ်တော်သားတွေဆိုလို့ရှိရင်ဘသူကပဲရန်သူကိုနှွားနှွားကျွန်တော်တို့ကအားပေးကြိုဆိုရမှာပါနော်ဒါကတော့ဒါကတော့နော်ဒီအဖွဲကလှုပ်လို့မချီးကျူးနိုင်ဘူးဒါကတော့ဒီလူတွေလှုပ်လို့ဆိုပြီးတော့ဖလောင်ကပြောင်းရမယ်အတင်းပြောရမယ်ရှုံချရမယ်ဟာမဟုတ်ပါဘူးအဲ့လိုလှုပ်တဲ့လူတွေကလည်းအောက်တန်းကြပါတယ်အဲ့လိုမျိုးလှုပ်တဲ့လူတွေကမှစစ်ကောင်စီရဲ့သရှိုတွေလားဒါမှမဟုတ်စစ်ကောင်စီရဲ့မြောက်ကောင်တွေလားဆိုပြီးတော့မေးစရာရှိပါတယ် ။ဘာကြောင့်လဲ။ရန်သူကိုနှွာတဲ့ဟာကိုရန်သူကတကယ်လဲနှွာနေတာကိုမကြိုက်ရင်ဒီကောင်တွေကဘာကောင်တွေလဲမြုပ်ကောင်တွေလား။ရန်သူကိုနှွာမယ်ဆိုလို့ရှိရင်ဘ누구ကပဲလွာပြီးနှွာပေးနှွာပေးပြီးတွန်းကပဲနှွာနှွာပြီးပကပဲနှွာနှွာနှွာသမျှသူကိုကျွန်တော်တို့ကကြိုးဆိုရမှာပါ။ထောက်ခံရမှာပါ။အားပေးရမှာပါ။နော်။ဒါကိုလဲကျွန်တော်တင်ပြခြင်းနဲ့အဲ့တော့နော်ဗမာအာမီကနေပြီးတော့အချိန်တိုင်းသူတို့သတင်းတွေတင်ပါလိုက်မယ်။လုံခြုံရေးအနေထားအရာ เนาะကျွန်တော်တို့တခြားတော့မပြောသေးပါဘူးကျွန်တော်လည်းစီးဆောင်ရမယ့်ຢာတွေရှိပါတယ်ဗမာအာမီကနေပြီးတော့တို့တင့်တော်တဲ့အချိန်เนาะဗမာတက်တော်လို့ခေါ်ပါတယ်တို့သတင်းထုတ်ပြန်ပါလိမ့်မယ် Facebook မှာတို့ရဲ့တက်ဖွဲ့ကိုเนาะသွားပြီးတော့ဗမာတက်တော်ဒါမှမဟုတ်ရှင်ဗမာအာမီဆိုပြီးတော့ရိုက်တက်ပြီးတော့ရှာကြည့်လိုက်လို့ရှင်တို့ page ကိုတွေ့ပါလိမ့်မယ် Like and follow လုပ်ထားလိုက်ပါစောင့်ကြည့်ပါเนาะကျွန်တော်ပြောပြမယ်ဗမာအာမီအပါဝင် BBL ဖြစ်ဖြစ် BNR ဖြစ်ဖြစ်เนาะစသစ်နဲ့ဖြစ်ဖြစ်မြေပြင်မှာတကယ်လောက်နေတဲ့အဖွဲ့တွေအကုန်လုံးကိုလေးစားပါတယ်တို့ရေဒီတကယ်ကိုအာဇနီစိတ်နဲ့သူရဲကောင်းစိတ်နဲ့ရန်သူကိုမြေပြင်မှာနှွားနေတယ်ပြည်တွင်းထဲမှာနှွားနေတယ်မြေပြင်မှာဆိုရအောင်ကတော့မဲဆောက်ကနေနှွားနေတာမဟုတ်ဘူးရန်သူကိုပြည်တွင်းမှာဟာတော့ချနေတာဖြစ်တဲ့အတွက်တို့ရေတန်ဖို့တွေသိကြီးပါတယ် ဒါကြောင့်မလို့ကျွန်တော်တို့ line ပေါ်ကနေအာသာဖြည့်နော်ဟိုကတော့ဟိုလိုဖြစ်တယ်ဒီလိုကနေဒီလိုဖြစ်တယ်စဆရကကြီးတွေလည်းတိတ်လုတ်ပြီးတော့ဖဲ့တာနေတိုက်တာနေမလုတ်ကြဘူးကျွန်တော်ဒီနေရာကနေပြောပြင်းပြင်းထန်ထန်တားမြစ်ပါတယ်ကိုကသူတို့လိုမလုတ်နိုင်ရင်လုတ်နိုင်စွမ်းမရှိရင်မလုတ်ရဲရင်လုတ်နိုင်တဲ့သူတွေကိုအားပေးရမှာကိုကစပြီးတော့လုတ်လိုက်ပါနော် ကိုကြည့်မရတဲ့သူတွေကိုအုပ်စုဖွဲ့သင်းဖွဲ့ပြီးတော့တစ်ချိန်လုံးနေစဉ်24/7ဖောင်းထုတ်ခြင်းကနိုင်ငံရေးမဟုတ်ဘူးပုံကိုရေးမကျေနပ်မှုရှိတာလေတစ်ခုနဲ့အဲ့ဒီပုံကိုရေးနဲ့ငါမတဲ့တဲ့သူကိုနင်တို့လည်းမတဲ့နဲ့ဟဲ့ဆိုပြီးတော့အုပ်စုဖွဲ့ပြီးတော့ဖောင်းထုတ်ခြင်းကနိုင်ငံရေးမဟုတ်ပါဘူးအဲ့ဒီဟာဒီကောင်းတဲ့အလုပ်မဟုတ်ပါဘူးဒါဒီဂလုံးဥစော်လမ်းစဉ်ဖြစ်ပါတယ်မကောင်းပါဘူး ဒါကြီးကိုကျွန်တော်တို့မြန်မာပြည်ရဲ့လက်ရှိပြစ်ဆုပ်ပံနိုင်ငံရေးနဲ့တကွအနာဂတ်နိုင်ငံရေးမှာပါသွားလို့မရပါဘူး။ဒါမျိုးလောက်တာတွေကိုကျွန်တော်တို့ကပြင်းပြင်းထန်ထန် full stop ချခဲ့ရမှာဖြစ်ပါတယ်။ဒါတွေဒီကျွန်တော်တို့အစိုက်တောက်တွေပေးခြင်းဖြစ်ပါတယ်။နိုင်ငံရေးမှာကျွန်တော်တို့တကယ်ကိုကျွန်တော်တို့မကျင်တတ်ဘူးလား။နော်သဘောမတူဘူးလားပြောလို့ရတယ်ပုံကိုရင်မပါပဲနဲ့။ဒီလိုမျိုးပြောတဲ့အခါမှာကျွန်တော်တို့ဒီဒီသဘောတရားကြောင့်ဒီလိုလောက်ရမှုတွေကြောင့်ဒါတွေကြောင့်ဖြစ်တယ်။ ဒီအားကြောင့်ဒီလူတွေကတော့ဒီလိုမားတယ်လို့ကျွန်တော်တို့ထင်တယ်အချက်လက်နဲ့ facts and figures နဲ့ data နဲ့ reasoning နဲ့ rational နဲ့ပြောလက်ခံတယ်ဒီလိုမှမဟုတ်ဘဲနဲ့နေ့စဉ်အာသာဖြေနဲ့24/7 7 days a week နော်ဒါမျိုးကတော့မကောင်းဘူးလို့ကျွန်တော်ဒီနေရာကနေပုံပုံလင်းလင်းပြောချင်တယ်မားတယ်တော်လည်းဘူးအဲ့ဒါဒီအနောက်ဆက်ဖြစ်လာပြီဖြစ်နေပြီလို့ပြောချင်တယ်အဲ့တော့ Nelson Mandela ရဲ့ကုတ်တင်လေးနဲ့စုံမိတ်လေးနဲ့ပဲ ကျွန်တော်ဒီနေရာမှာကျွန်တော်ပြင်ပြခြင်းတယ်။နေဆင်မင်းနလာကဘာပြောသလဲဆိုတော့နိုင်ငံကြီးလိလာသူဆိုတဲ့တချို့သူတို့ရဲ့မာယူနဲ့ခံယူချက်ကဘာလဲဆိုတော့ကိုနဲ့မတည့်တဲ့သူတွေကိုတခြားသူတွေကိုပါမတည့်စေချင်တာပဲ။ကျွန်တော်တကယ်ကိုစစ်မှန်တဲ့နိုင်ငံရေးကိုလုပ်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်လို့မရပါဘူး။ ကိုနဲ့တက်တယ်မတက်တဲ့ဒီလူကိုကိုကကြည့်လို့မရအောင်ဘလောက်ပဲဖြစ်နေဖြစ်နေမြမပြီးလွတ်မြောက်ရေးအတွက်ကိုလှုပ်ဆောင်နေတယ်ဆိုလို့ရှိရင်မကူညီနေမနှောက်ရှက်ပါအေးတကယ်မြင့်မြတ်တဲ့စိတ်ထားနဲ့ဆိုထောက်ခံပေးရမှာပါသူနဲ့ကိုနဲ့တီတီမတီတီတက်တယ်မတက်တဲ့ဒါဒီကျွန်တော်တို့အနာဂတ်ကိုတိဆောက်ခြင်းဒါဒီမြင့်မြတ်သောစိတ်ထားလို့ခေါ်ပါတယ်နော်ကျွန်တော်တို့လိုအပ်လို့ရှိရင်ဘယ်အဖွဲ့အစည်းကိုမဆိုကျွန်တော်တို့ ဝေဖန်မယ်ထောက်ပြမယ်ယနေ့အချိန်မှာကျွန်တော်တို့ MNDAA ကိုပြောတယ်လိုအပ်လာတဲ့အချိန်မှာ NUG ကိုကျွန်တော်တို့ပြောလာတာက3နှစ်ကျော်4နှစ်ကျော်သွားပြီအဲ့ဒီအချိန်မှာလည်းကျွန်တော်တို့ကဒီအဖွဲ့အစည်းဆိုတာတဲ့အဲ့ဒီတည်းမှာလှုပ်ဆောင်တဲ့သူတွေလှုပ်ဆောင်တဲ့မူဝါဒအမားတွေဒါတွေကိုကျွန်တော်တို့ကအဓိကပြုစင် ပြောင်းခြင်းပြင်ဆင်ခြင်းလို့ကျွန်တော်တို့ကပြောကြတာဖြစ်တယ် ီလူတွေနဲ့ဒီလူတွေနဲ့ရီးစားလူပွက်လည်းမဟုတ်တယ်လို့ပုံကိုရေးအာဃာတလည်းဘာမှရှိစရာအကြောင်းမရှိသူတို့နဲ့ကိုနဲ့လည်းဘာမှနောက်အနာဂတ်မှာလည်းနော်ဟိုဟာဖြစ်လာစရာအကြောင်းမရှိကျွန်တော်တို့ကစိတ်ထဲမှာရှင်းနေရိုးတယ်ပြက်တယ်အေးဟုတ်ပြီကျွန်တော်တို့ဘာကြဝေဘန်ကြတယ်လေပြောဆိုကြတယ်လေဆိုမြန်မာပြည်သူတွေရဲ့အနာဂတ်လက်ရှိပြစ်ဆုတ်ပံမှာရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေလွတ်မြောက်ရေးအတွက်ကျွန်တော်တို့ပြောကြတယ်ဆိုကြတယ်အဲ့လိုပြောတဲ့နေရာမှာကျွန်တော်တို့အားလုံးကဒီအစ္စရာထဲမှာ ကျွန်တော်တို့ကစိတ်ထားကိုရှင်းထားမှာဗာလဲဆိုတော့ငါတို့ရဲ့လှုပ်ဆောင်မှုတိုင်းသည်ငါတို့ရဲ့ပုံကိုကြီးအာဃာတလားအညိုးလားဒါမှမဟုတ်ရှင်ငါတို့အစ္စဒရှင်းရလားငါတို့တွေလှုပ်နေတာဒီမြမပြီးကောင်းကျိုးလားပြီးသူတွေအကျိုးလားဒီဖက်စစ်တိုက်ချက်ရေးလားဆိုတာကိုမမှန်ကန်ကန်နဲ့ကျွန်တော်တို့ခံယူရည်တည်နိုင်မှုလှုပ်ရဲဖို့ပြောရဲဖို့တိတ်ရဲကြည့်ပါတယ်ဒီနေ့ဒီကြာကိုကျွန်တော်ဒီနေ့ပြောချင်တယ် ဲ့တော့မျက်မှောက်ဆိုလို့ရှိရင်ကျွန်တော်တို့เนาะတော်လိုက်ရေးကြီးကဘယ်လိုဖြစ်မလဲဆိုတော့တစ်ချိန်လုံးတစ်ချိန်လုံးပြည်သူတွေကအဲ့မှာဝေဝါးပြီးတော့ပြည်သူတွေကိုစိတ်ထက်ပြက်ပြားစေပါတယ်တော်လိုက်ရေးကြီးကဒါပါပဲကွာเนาะဟိုအုပ်စုနဲ့ဒီအုပ်စုနဲ့ရံဖြစ်တာပါပဲကွာဆိုပြီးတော့တော်လိုက်ရေးကြီးကိုဈေးဖြတ်ခံရတာဒီဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကပြောမယ်ဆိုမယ်ဆိုရင်အချက်လန့်နဲ့အเจ้าညာကိုမူတည်ပြီးတော့ ကြိုးပြောင်းစီလျော်မှုနဲ့ဒါကတော့ဒီလိုဖြစ်ပြီးတော့ဒါကတော့ဒီလိုဖြစ်သင့်ပါသည်ဆိုပြီးတော့ပုပ်ပလိကခန်းစားချက်ကိုဖယ်ပြီးတော့ပုပ်ကိုရေးတွေကိုဖယ်ပြီးတော့ပြောကြဆိုကြလှုပ်ဆာကင်ကြမယ်ဆိုရင်ပြောတဲ့သူကလည်းအဲ့လိုပြော ပြီးတော့အပြောကံရတဲ့ဝေဖန်ကံရတဲ့အဖွဲ့အစည်းပုပ်ကိုတွေကလည်းငါတို့ကိုချစ်လို့ပြောတာပဲငါတို့ပြည်သူတွေကိုချစ်လို့ပြောတာပဲတော်လည်ရေးကြီးကိုချစ်လို့ပြောတာပဲဆိုတဲ့မှန်ကန်တဲ့ယက်တီသုံးသက်ချက်တွေနဲ့မြန်ရောင်းသူဝဲသူအတန်တူပြီးတော့ကြီးကြီးပြူပြူနဲ့ ပူပေါင်းဆောင်ရွက်ပြီးတော့ criticism ကိုဝေဖန်ထောက်ပြမှုတွေကိုအပြုသဘောနဲ့မြန်လောက်ဆောင်နိုင်ကြမယ်ဆိုရင်တော်လန်ရေးကြီးကကျွန်တော်တို့တွေပို့မှုပြီးတော့အောင်မြင်ပါပါအဲ့တော့ကျွန်တော်တို့ကအရေးကြီးတာကဘုံရန်သူကိုเนาะဘုံရန်သူကိုကျွန်တော်တို့တွေနှွာနိုင်ဖို့လိုတယ်ကျွန်တော်တို့တွေ ဘုံရန်သူကိုနှွာနိုင်ဖို့လိုတယ်အဲ့လိုပြောဘုံရန်သူကိုနှွာဖို့ဆိုတာစစ်ကိုနိုင်အောင်တိုက်ကြမှရမယ်ဒေါ်လေးကြီးကိုအမြန်ပြီးအောင်လုပ်မှရမယ်ဒေါ်လေးကြီးကိုနိုင်အောင်လုပ်ကြမှရမယ်အဲ့တော့ကိုယ့်ဘက်မှာရှိတဲ့နော်မာရီမီကိုပြင်ပြီးတော့မဟာမိတ်ဆက်ဆက်ရေးနေနဲ့မိဘဆက်ဆက်ရေးနဲ့လုပ်ကြဖို့လိုတယ်အဲ့ဒီကမှကျွန်တော်တို့တိုင်းသားလူမျိုးစုတွေချင်းချင်းကြားထဲမှာလဲမဟာမိတ်ဆက်ဆက်ရေးတွေပူးပေါင်းဆက်ဆက်မှုတွေကိုကျွန်တော်တို့လှုပ်ဆောင်နိုင်ကြဖို့လိုပါတယ်ယနေ့အချိန်မှာနော်ကျွန်တော်တို့မလာဂျမ်ဘတ်စစ်တပ်ကို လုံးဝအမြစ်ကလှန်ပြီးတော့ခြေမုံချင်းမှာတပါအထားမရှိမြမပြီးမှဒီကောင်တွေရှိနေတဲ့ပြည့်ကျွန်တော်တို့တွေနော်ကျွန်တော်တို့တွေဒီကောင်တွေရှိနေတဲ့ပြည့်ကျွန်တော်တို့တွေဘယ်တော့မှလွတ်လပ်မရဘူးယနေ့လိုပဲကျွန်တော်တို့လူငယ်ရပ်ပေါင်းများစွာကိုဖြတ်သန်းနေရမှာအဲ့တော့ငါတို့ရဲ့မြေဆက်မှာငါတို့ရဲ့ခင်မှာငါတို့ရဲ့အချိန်မှာငါတို့တွေ ရအောင် full stop ချမယ်ရအောင်ပုံမှကြီးချမယ်ငါတို့ရအောင်ခြေမုံချမယ်ဆိုပြီးတော့ဒီခံယူချက်နဲ့ကျွန်တော်တို့ဒိုင်းနန်ကြီးကိုမောင်းနှမတွေကျွန်တော်တို့တွေမိဘဆက်ဆံရေးတွေမဟာမိတ်ဆက်ဆံရေးတွေနဲ့ဘုံမြာသူကိုအပြုတ်နှံကြပါစို့လို့တိုက်တွန်းခွန်အားပေးနေအရေတော်ပုံမုတ်ချအောင်ကိုအောင်ရမည်အောင်နေပြီအောင်နေပြီအောင်နေပြီအဲ့တော့ ဒီဒေါ်လာရဲ့ကြီးတော့ကိုအနောက်ချက်ဖြစ်စေမဲ့ပခိုးဆိုရင်ဖမ်းပါတချို့ဆိုရင်ပေါထုတ်ပါမြောက်ကောင်ဆိုရင်ပေါထုတ်ပါအဲ့လိုမှမဟုတ်ဘဲနဲ့နော်ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့စိတ်ထင်မြင်ချက်နဲ့တစ်ချိန်လုံး24/7 7 days a week ကိုပြောဆိုနေကြမယ်လောက်ကင်နေကြမယ်ဆိုလို့ရှိရင်အဲ့ဒါကကောင်းချိုးတဲ့စိုးချိုးကိုပို့ဖြစ်စေပြီးတော့ရန်သူအတွက်ကိုလုတ်ပေးနေတယ်လို့ဖြစ်မယ်ဆိုတာကို ကျွန်တော်လေးလေးနက်နက်ဒီနေ့ပြောချင်တယ်အဲ့တော့ဖြစ်တင်တာကဒီဒီမိုကရေစီဆိုတာကရှင်သန်ဖို့ဆိုတာဝေဖန်ထောက်ပြမှုတွေလိုတယ်လို့ရမယ်ဝေဖန်မှုကိုလက်မခံရင် အာဏာရှင်ဖြစ်မယ်တမန်တယ်အဲ့တော့ဝေဖန်တဲ့လူကလည်းအကျိုးချောင်းကြက်ကြက်ဝေဖန်ဖို့လိုသလိုပုံကိုရခံစားချက်တွေဖယ်ထားပြီးတော့ဓမ္မထိတ်တန်ကြက်ကြက်ဝေဖန်ဖို့လိုသလိုအဝေဖန်ခံရတဲ့ပုံကိုတွေအဖွဲ့စည်းတွေကိုယ်တိုင်ကလည်း ငါတို့က check and balance လိုပါလားငါတို့ကထိန်းချမှုတွေလိုပါလားဆိုတာကိုခံယူနိုင်မှုတွေဒါပြောအသည့်တရားသတိတရားကိုမိမိရဲ့ထိတ်ဆုံးခေါင်းဆောင်တွေကနေပြီးတော့အောက်ခြေက Facebook online supporter အထိအဲ့ဒီသတင်းစကားကိုပေးနိုင်မှုလို့တလို့ wallet တွေလက်နက်ကကြောက်ပွဲခေါင်းဆောင်တွေဆိုလို့ရှိရင်လေဟိုးထိတ်ဆုံးကဥက္ကရာကြီးဆိုတဲ့ပုံကိုတွေကနေပြီးတော့ဟိုး water gate ကအောက်ခြေလက်နက်ကရဲဘော်တပ်သားတွေအဆင့်အထိကိုပေးနိုင်မှုလို့ပါတယ် တခါကျွန်တော်တို့ DNA နဲ့ MDA ဆိုတာမဟာမိတ်ဟာဟာ KIA ဆိုတာငါတို့ဂျေဆုရှိခဲ့တဲ့မဟာမိတ်ဟာ KIA နဲ့ DNA တွေဆိုတာမဟာမိတ်ဟာနော်ဟာငါတို့ဗမာတိုင်းသားတွေမပါရင်ငါတို့လာရှုဆိုတာမရဘူးရမခါဆိုတာမရဘူးဟာ1027ဆိုတာလွယ်ဥတော်လိုက်ရဲ့အရှင်အဟုန်နဲ့ပေါင်းပြီးတော့ဒီအညာသားတွေရဲ့မြို့ဝကျွတ်သားတွေရဲ့ရန်ကုန်သားတွေရဲ့မန္တလေးသားတွေရဲ့ဂရင်းနီတာတွေရဲ့ဂရင်းသားတွေသွေးတွေချိုးတွေဘဝတွေနဲ့ပေါင်းခဲ့ဟာဆိုတဲ့ဟာကိုကျွန်တော်သိကြမလို့အမှန်ကိုမြင်ကြမလို့ အဲ့တော့ကျွန်တော်ဒီနေ့မေကုန်လေးထုတ်ချင်တာကဒီလာဇိုကိုပြန်ပေးမယ်ဆိုတာက MNDA ခေါင်းဆောင်တွေက AA တိုင်းသားခေါင်းဆောင်တွေကိုအသိပေးခဲ့ပါသလား DNA ခေါင်းဆောင်တွေကိုအသိပေးခဲ့ပါသလား AA နဲ့ DNA ရဲ့เนาะကျွန်တော်တို့ထောက်ခံမှုနဲ့ပြန်ပေးလိုက်ကြလား NUG ဆိုချင်မှာကောခွတ်တောင်းခဲ့သေးသလားညှိနှိုင်းခဲ့သေးသလားမဟာမိတ်တွေကိုအသိပေးခဲ့သလားလာရှိုးမှာရှိတဲ့ CDM တွေ LDF တွေ PDF တွေ UG တွေကောသူတို့ကိုသတင်းစကားပေးခဲ့သလားသူတို့ကိုညှိနှိုင်းခဲ့သလားသူတို့ရဲ့အတန်ကူကောနားထောင်ခဲ့သလား MDA ဝင်လာတဲ့အချိန်မှာလက်လက်လက်ကြိုးဆိုခဲ့ကြတဲ့ပြည်သူတွေရဲ့ဘဝတွေအသက်တွေကစက္ကစားရဲ့လက်အောက်မှာဘာတွေဖြစ်မှာလဲသူတို့ရဲ့အနာဂတ်တွေကောကျွန်တော်တို့ရဲ့အာမခံချက်တွေရှိမှာလားဆိုတာကို MDA ခေါင်းဆောင်နေနေနဲ့ပြန်လဲစဉ်းစားသုံးသပ်လေးရဲ့ လာရှိုးကိစ္စကမေကွန်ပေါင်းများစွာနဲ့ကျွန်တော်တို့ဒီသားရှိုးထမ်းလာတာကိုမြင်ရတဲ့ဂိမ်းဖြစ်အောင်ဝိုင်းဝန်းလှုပ်ဆောင်ကြပါစို့ဗျာเนาะ ကျွန်တော်တို့မြန်မာပြည်သူအားလုံးရဲ့အနာဂတ်ကပြည်တွင်းမှာပဲရှိတယ်။ကျွန်တော်တို့အချင်းချင်းပူးပေါင်းပြီးဆောင်ရွက်မှရမှာဆိုတာကိုကျွန်တော်အနေနဲ့ထပ်မံပြီးတော့တိုက်တွန်းခွန်အားပေးနေအရေးတော်ပုံမှုချအောင်ကိုအားမည်